အားလုံးပဲမင်္ဂလာပါ။ Noy Message Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီတစ်ခါပြောပြပေးမယ့်အကြောင်းအရာလေးကတော့1980ခုနှစ်ခန့်ကမကွေးတိုင်းစကုမြို့နယ်ခံကုန်းအုပ်စုကြောင်ပန်းကုံရွာမှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ရမန်ဇလန်တပုတ်ကိုစိတ်ဝင်စားဖွယ်ပြောပြခြင်းပါတယ်။ကြော်လေးနဲ့ကြော်ကြီးတို့ညီအကိုနှစ်ယောက်တည်းမိဘများမရှိကြတော့တရွာထဲမှာပင်ကိုစီအိမ်အောင်ကြကာကိုမိသားစုနှင့်ကို တီးကြားနေထိုင်ကြတာပေါ့ညီအကိုနှစ်ယောက်ဤဆက်ဆံရေးများမှာတရွာလုံးတနယ်လုံးပင်လက်ဖျားခါဩချာရလောက်အောင်ပင်မတိမြက်ကြဘူးမိဘတွေမဆုံးပါမိကြတဲ့ကအတီးတီးအိမ်ထောင်ကြရဲ့ရတင်ရထိုက်တော်မွေများကို ရကြပြီးဖြစ်ရာအကြီးကောင်ကြော်ကြီးကရွာတောင်ပိုင်းတွင်နေထိုင်ပြီးအငယ်ဖြစ်သူကြော်လေးကတော့ရွာမြောက်ပိုင်းတွင်နေတာပေါ့ယခုနောက်ဆုံးကြံနေတော့မိခင်ကြီးဆုံးပါသွားပြီဖြစ်လေ နာရေးကိစ္စအားလုံးပြီးသည်နှင့်ကြံရှိနေသေးသောအိမ်နှင့်ဝိုင်းပါဝင်လယ်မြေယာမြေများကို အပိုင်သိမ်းရန်ညေကိုနှစ်ယောက်အတွေးကိုစီဖြင့်အကြံဉာဏ်ထုတ်နေကြတယ်မိခင်ကြီးတော်ဆံမီဒီအသက်90အထိတားဆိုးတွေနဲ့နေသွားခဲ့ရတယ်ဖြားနာနေသည့်အချိန်တွေမှာဘယ်သားသမီးဘယ်မျိုးကမှတစ်ချက်တောင်လာကြည့်ဖို့မရဘူးအိမ်ကြီးချင်းများနဲ့မိတောင်းပုကသာပြုစုခဲ့ရတယ် မိတောင်းဖို့ဆိုတာမွေးစားသမီးပေါ့မွေးကင်းဆက်ရွယ်ကလေးမှာပင် အဝိနှင့်ပတ်ပြီးထန်းခေါက်တောင်းဖြင့်ထဲကဆွန့်ပစ်ထားသည်ကိုတွေ့ရာကြောင်းဒေါ်စံမီကကလေးမရှိသဖြင့်ကောက်ယူမွေးစားခဲ့တာပေါ့မိတောင်းဖို့၏အသက်30ကျော်လာသည်အထိအိမ်ထောင်မပြုတ်ပဲမိခင်ဖခင်တို့အားပြုစုဆောင်ရှောက်နေလာခဲ့တာပေါ့အသားမေးလေအရက်ပူတော့ကြောင်းမိတောင်းဟုခေါ်နေရာမှာမိတောင်းဖို့ဟုသာခေါ်ကြတော့တာပဲ။ ဖះမကြောင်းတာကြီးကမဆိုတော့နာရေးကစီကားလာတယ်ရွာတို့ဤထုံးစံအတိုင်းတေဆုံးသည့်နေမစပြီးတက်ပြောက်ဆွမ်းကြွေးသောအချိန်ထိမနက်ကနာဖြင်းထိုးထားရတာပေါ့ခုနှစ်ရက်ပြည့်ရက်လယ်သည့်အထိအကျွေးအမွေးတို့ဖြင့်အဲ့ခံရလေတယ်နေ့လေနေ့နာရီတွင်အတုပချသည့်ကိစ္စကိုစတင်လေလောက်ကင်ကြရညနေ9နာရီလောက်မှကိစ္စအားလုံးပြီးစီးသွားတယ် နာရေးတွင်ပြောစမှတ်တွင်နေသောအကြောင်းအရာမှာမိခင်ကြီးတော်ဆံမိရုပ်အလောင်းအားမွေးစားသမီမိတောင်းပို့မှလွဲပြီးကြံတော်သားနှစ်ယောက်ကနောက်ဆုံးကားတော်ချင်းမြေဖို့ချင်းများမပြောနဲ့အလောင်းအားလက်ဖြားနှင့်တောင်းမထီကြတာပဲဖြစ်တယ်ကြော်ကြီးနှင့်ကြော်လေးတို့ညီအကိုနှစ်ယောက်လုံးအော်ဟင်းငိုနေတော်လဲတယောက်မှမျက်ရည်မထွက်တတိထားမိသူတွေရှိတော်လဲကိုကိစ္စမဟုတ်တာကြောင့်မတိတလို့နေကြတာပေါ့ အတူပါကိစ္စကပြီးသွားပြီဆိုတော့မပြီးသေးသည့်ကိစ္စအတွက်ညီအကိုနှစ်ယောက်ကစိတ်တူကိုယ်တူဖြင့်အမွေကိစ္စအားရှင်းကြတော့ပါပေါ့ဩကထနှစ်ရရွာလူကြီးများအားတစ်ချက်မြဝေ့ကြည့်လိုက်ပြီးကြော်ကြီးသည်စိတ်မကောင်းဝန်းနေတော့လေတန်ဖြင့်ကျွန်တော်မိခင်ကြီးကတော့သူ့နောက်ကိုပါမဲ့ကောင်းမှုကုသိုလ်တွေလုပ်ပြီးဘလကူးသွားပါပြီးအဖက်ဖက်ကကူညီပေးကြတယ်ရရွာလူကြီးတွေကိုလည်းကျေးဇူးတင်ပါတယ် ဝီဘိုးကြီးဒီခေါင်းကိုညိတ်ပြီးအေးအေးဒါကတော့တာရေးနာရေးဆိုတော့ဒီလိုပဲဘသူဖြစ်ဖြစ်ကူညီပေးပါတယ်ကွယ်ဥက္ကဋ္ဌဦးဝင်းထင်ကလည်းမตาတစ်ခေါက်ចောင်းဆယ်ခေါက်လို့တောင်ဆိုထားသေးတာဒီလိုမျိုးကူညီရတာကုတူရတာပေါ့ကြော်လေးကထိုင်နေရင်ရှေ့တို့အနှဲငယ်တိုးလိုက်ရင်ဖြင့်အဟန်းကျွန်တော်ကတော့ကျွန်တော်အမေကောင်းရာမုံရာရောက်အောင်အမေအတွက်ရည်စူးပြီးကောင်းမှုကုတူလုပ်ပေးမှာပါ လူကြီးတွေကသဘောကျစွာဖြင့်ခေါင်းတငိမ့်ငိမ့်ဖြင့်ရှိနေကြတာပေါ့မိတောင်းဖို့ကတော့မွေးစားမိခင်ကြီးဟာတတိယနေလာမသိမျက်ရည်များကျနေစေပင်ကြော်ကြီးကလည်းအားကျမခံပင်ကျွန်တော်ကလည်းမိမ့်မနဲ့တိုင်ပင်ပြီးပါပြီ အမေအတွက်ရည်စူးလို့တိမ်ဆောက်တဲ့အထဲမှာ တခန်းလိုမှာပါ လူကြီးတွေစိတ်ထဲတွင်ဒီညီအကိုနှစ်ယောက်ဟိုရင်ကမ်းတဲကြပေမဲ့အခုမိခင်ကြီးဆုံးပါသွားမှတင့်မြက်ကအတိတရားတွေ ဝင်လာကြသည်ဟုတွေးနေကြတာပေါ့။ဦးဘိုးကြီးကအေးကောင်းပါတယ်ကွယ်။ခုလိုမိဘအတွက်တိတက်လိမ်မာတာဟာ။လူသာတို့ခေါ်နဲ့တာတို့ခေါ်။မုံမျက်လာပါတယ်ကွယ်။ကြော်လေးကဆက်ပြီးငိုမဲ့မဲ့မျက်နာထားဖြင့်အမေမသေးခင်တပတ်လိုလောက်ကအမေကလေကျွန်တော်ကျွန်တော်ကို in he he ဦးဝင်းထင်ကစိတ်ဝင်စားစွာဖြင့်နားဆွင့်နေရဲ့ထိုခါကြော်ကြီးကမင်းတကာတဲ့အကြည့်ဖြင့်ဆွေဆောင်လေးကြည့်နေတာပေါ့ ကျော်လေးကဆက်ပြီးအမေကသူ့တည်သွားရင်သူ့အတွက်လူတန်းဖို့ရဲ့သူ့မြေးလေးတွေအတွက်ရဲ့ဒါရင်အငယ်ဆုံးဖြစ်တယ်ကျွန်တော်အတွက်ရဲ့ဆိုပြီးလယ်တွေကိုယူလိုက်ပါပြောသွားရှာတယ်ဗကြီးရဲ့ဆိုပြီးတရှုပ်ရှုပ်ငိုနေတာပေါ့ကျော်ကြီးမှာစိတ်ထဲတွင်ဒီကောင်လူကသာနိုးနဲ့မစင်သေးတာကလိန်ကကြစ်ကတော့ဘာရကူပဲမင်းနုပါသေးတယ်ကွာဟူးစိတ်ထဲမှတွေးနေရပေါ့ဘာပဲဖြစ်ဖြစ်မိမိကအကြီးပဲ အခွင့်အရေးပိုရိယမှာပေါ်ဟုစဉ်းစားမိကစိတ်ကောင်းရှိတော့အကိုကြီးတယောက်ဟန်ပန်ဖြင့်တကယ်တော့အမေက သူမတည်ခင်ဟိုရက်ပိုင်းလောက်ကလေးကကျွန်တော်ကိုခေါ်ပြီးအားလုံးစီစဉ်ပေးသွားတာပါကျွန်တော်ကတားကြီးဆုံးဆိုတော့အမေကယုံယုံကြည်ကြည်နဲ့အတ်သွားခဲ့တာလေကြော်လေးနဲ့မိတောင်းအတွက်လဲတဝက်အက်စီနဲ့ခိုင်းနွားနှင်ရှင်ပေးပြီးကျန်နာကို ကျွန်တော်ကထိမ့်သိမ့်ပြီးကြီးဝါတို့တက်အောင် လုံးရမယ်လို့တဖို့ဖွားမာသွားခဲ့တာပါ။ဘာပြင်းကြော်လေးဒီချမ်းပြင်ကိုလဝါဖြင့်ဒေါသတာကြီးပုတ်ကအော်လိုက်လေအားလုံးလန့်သွားကြတာပေါ့။ကြော်လေးဒီမယုံတင်ကတော့လေတန်ဖြင့်ကြော်ကြီးအားခင်မားနဲ့အမေကဘယ်တော့ကတွေးခဲ့လို့တုံးပြ။အမေနေမကောင်းတာတောင်းတစ်ခေါက်မသွားပဲနဲ့အကြံဖန်မလုပ်ဆန်းပါနဲ့။တည်ရင်ခက်မယ်ဟင်းဟင်းဟေးကောင်ငါနဲ့အမေနဲ့ဟိုရက်ပိုင်းကတွေ့ပါတယ်လို့ ပြောပြီးပြီမဟုတ်လားငါကအကြီးပါကောဘာမှလောက်ကြံနေစရာမလိုဘူးတော်ဆန်းပါခင်များပါပြောပြောကျုံမယုံဘူးငါကလည်းမင်းကိုယုံမယ်များထင်နေလားကောအမေကမင်းလိုအတ္တသမားကိုလယ်မြေတွေပေးမယ်ဆိုတာမင်းချေစားပြောတော့မယုံဘူးဟေ့ခင်များကရောဟိုရက်ပိုင်းဆိုတာဘယ်ရဲ့အတိတာကြီးထိုတို့ဖြင့်ကြော်ကြီးနှင့်ကြော်လေးတို့မှာမိခင်မြေကြသည့်နေမှာပင်အမွေကိစ္စဖြင့်လောဘတက်ကာ တက်မီဖြက်မီဖြစ်နေကြတယ်။တောင်ပူကတော့ဘာမှဝင်မပြောဘဲတရှုပ်ရှုပ်ဖြင့်တာငိုနေတာပေါ့။ကြေးရွာဥက္ကထိုးဝင်းထိန်ကကြော်ကြီးတို့ညီကိုနှစ်ယောက်အားစိတ်ပြက်စွာကြည့်ပြီးကဲမင်းတို့နှစ်ယောက်တော်ကြတော့ဒီအချိန်မှာမင်းတို့နှစ်ယောက်အနေနဲ့အမွေကိစ္စနဲ့ပတ်သက်ပြီးစကားများတယ်ဆိုတာတော်တော်ရှက်ဖို့ကောင်းနေပြီ။မင်းတို့ရဲ့အမေတော်ဆံမီမတည်ဆုံးမီကတည်တန်းစာရေးပြီးထားခဲ့တယ်။ပြာမေကတည်တန်းစာရေးပြီးထားခဲ့တယ်။ ဘာဘာတွေရေးထားခဲ့တာလဲဟင်ညီအကိုနှစ်ယောက်မှာအံ့အားသင့်စွာဖြင့်ရှိနေကြတယ်အေးအခုချိန်မှာတော့ပြောလို့မဖြစ်သေးဘူးခုနှစ်ရက်ပြည့်လို့စွန်းတို့ရက်လည်ပြီးတော့မှပဲဒေါ်ဆန်မိထားခဲ့တဲ့တေတန်းစာကိုမင်းတို့သားသမီးတွေ ရှေ့မှာပဲငါဖတ်ပြမယ်အခုမင်းတို့ကိုယ့်အိမ်ကို ပြန်ကြရက်မလဲခင်မှာပြစ်ဒနာရှာတဲ့သူကိုထိတ်တုံးခတ်ထားမယ်ဒါပဲသွားကြသွားကြဥက္ကဋ္ဌဦးဝင်းထင်ကြီးเจ้าဝင်ဟန်တာမှုကြောင့် ထိုနေ့ကအနေထားမှာအေးအေးဆေးဆေးဖြစ်ခဲ့တာပေါ့ကို့အတွက်သာကြည့်တတ်တော့ညီအကိုနှစ်ယောက်ကတော့ညမြန်သားရဲ့လည်တော့နေ့ကိုရောက်ဖို့ဆူတောင်းနေကြမှာပေါ့နနက်၁၀နာရီသာရှိသေးချိန်ကြော်ကြီးဒီအိမ်ရှိတွင်ထိုင်ကရေနွေကျန်းတောက်နေခိုက်ခြံထဲသို့ညီဖြစ်သူကြော်လေးမှာရှူးရှူးရှဲရှဲဖြင့်ဝင်လာကတွေးမှတွေးပါမလားလို့တော်သေးတယ်ဟုကြော်လေးကစကားဆုံးသည်နှင့်ရေနွေးစားပွဲတွင်ဝင်ပြီးထိုင်လိုက်တယ် ထို့နောက်ရေနွေးကိုပူမန်းသည့်လျက်နဲ့တဖူးဖူးနှင့်မှုတောင့်နေရဲ့ညီဖြစ်တူကျော်လေးကိုကြည့်ပြီးကျော်ကြီးရဲ့စိတ်ထဲတွင်ဒီကောင်မလာစဖိုးလာရူးတဲ့အပြင်သူကြည့်ရတာမိမလင်ငယ်နောက်လိုက်သွားလို့ပြာလောင်ခတ်နေတယ်လို့ပဲဟုတ်တွေးနေတာပေါ့ကျော်လေးကပင်စကားဆက်တယ်အကိုကြီးကျုပ်တို့ဒီလိုနေလို့တော့မဖြစ်သေးဘူးကျော်ကြီးဒီအေးဆေးစွာပင်ဘလို့နေရမှာတုံးဟာခင်မ ्या ဘလို့ပြောနေတာလဲ အမွေပစ္စည်းတွေကနဲတာမဟုတ်ဘူးဗျတခုခုတော့လောက်ရမှာပေါ့ဟိဟိဟိကောင်ကြော်လေးမင်းငါကိုလာပြီးခြောက်မချနဲ့ဥက္ကဋ္ဌကရက်လေတဲ့နေသည့်စောင်းဖို့ပြောထားတာနော်အေးဒီကြားထဲမှာပြည်တနာရှာရင် ထိတ်တုံးခက်ခံရမှာမင်းအေးအေးဆေးဆေးနေကြော်လေးဒီခေါင်းခါကထိတ်တုံးခက်မှာလောက်ကိုကြောက်နေရင်ကိုကြီးခင်မရောကြုတ်ရော အမွေတွေရမှာမဟုတ်တော့ဘူးနားလေလားကြော်ကြီးဒီနားမလဲဟန်ဖြင့် ဘာဖြစ်လို့မရရမှာလဲဘာဖြစ်လို့လဲဆိုတော့ခင်များနဲ့ကျုပ်ကယူတင်တာ ယူထားပြီးသားဖြစ်လို့ခင်များတို့ကျုပ်တို့သားသမီးတွေအတွက်ပဲအမေက ပေးခဲ့တာတဲ့တယောက်ကိုလည်း၃ဧကစီပဲပေးပြီးပိုးတဲ့လယ်တွေကိုင်းတဲ့ဥယျာဉ်တွေရာမြေနဲ့နွားတွေရောအိုးအခုလက်ရှိအိမ်နဲ့ဝိုင်းပါဝင်ရှိ ပစ္စည်းအကုန်လုံးကိုမတေခင်ပြုစုခဲ့တယ်မွေးစားသမီးမိတောင်းကို ပေးလိုက်တယ်တဲ့ကဲကောင်းကြသေးရဲ့လားတော့အလိုဖျားဖျားငါတို့အမေ မတေခင်ယူးများယူးသွားတာလားဒါတော့အတိတ်ပဲကို မရှိဘူးခြေလဲမခြေနဲ့ဘူးကြော်ကြီးမှာမခံမရနိုင်စွာဖြင့်အန်ကိုကြိတ်ပြီးစိတ်တူနေတယ်ထိုးနောက်ကြော်လေးကို စေ့စေ့ကြည့်ပြီးဟေ့ကောင်မင်းမင်းငါ့ကိုညာနေတာတော့မဟုတ်ပါဘူးနော်ကြော်လေးကခေါင်းညိတ်ကခင်များကိုကျုပ်ကဘာလို့ညာရမှာလဲမင်းမိုးကြိုးပြစ်ပြစ်ပြဖျားဆူဆူပြအတီပေါင်းနဲ့ပြောနေတော့ကြော်လေးကိုကြည့်ပြီး မယုံလို့မဖြစ်တော့ကြော်ကြီးကမင်းဒီတရင်ကိုဘယ်ကကြားလာတာလဲပြောပါဦးရွာလေကပကြီးဦးဖုံးညံကိုတိတယ်မလားအေးတိတယ်လေဘာဖြစ်လဲဘာဖြစ်ရမလဲအမေမသေးခင်ကပကြီးဦးဖုံးညံတို့ရွာလူကြီးတွေကိုခေါ်ပြီးဥက္ကဋ္ဌရှိမှပဲစောစောကကြုတ်ပြောခဲ့တယ်လို့တခါတည်းခွဲဝေပေးပြီးသားအဲ့ဒါကို ပကြီးဖုံးညံနဲ့ဥက္ကဋ္ဌတို့ပြောနေတာကိုဥက္ကဋ္ဌအင်ကစရင်ကချက်ဖောင်းကကြားပြီးဒီမနက်ပဲကြုတ်ကိုပြောပြတာဗျာ ကျော်လေး၏စကားအဆုံးတွင်ကျော်ကြီးမှဘာပြောရမှန်းမသိအောင်ဒေါသတွေထွက်နေတာပေါ့ကျော်လေးကပင်မခံမရနိုင်ဖြင့်ကျုပ်တို့အမေလို့ပုံကကောင်းသေးရဲ့လားဒါရင်တွေထက်မွေးသမီးကို အမွေတွေအကုန်လွှဲရတယ်လို့တောက်တော်တော်မိပါမပီတလိုက်တာဟုတ်တယ်ဒါတော့အမေကမတရားဘူးမတည်ခင်ပြုစုတယ်ဆိုပေမဲ့မိတောင်းဖို့ကတအိမ်တဲနေတာသူကမပြုစုလို့ဘသူကပြုစုရမှာလဲသူ့အသက်ကိုကယ်ပြီးမွေးစားထားတာ ဒါလောက်တော့လုပ်ရမှာပဲဒါကိုပဲကျေးဇူးရှင်ဆိုပြီးအမွေတွေအကုန်ပေးเสียလာကြော်လေးကလည်းတခုခုကိုစဉ်းစားမိဟန်ဖြင့်မဟုတ်မှလွဲရောယောဂသေးပြီးမထနိုင်တဲ့အမေကိုမိတောင်းဖို့ကအကြက်ကင်ချင်းချောက်ပြီးအကွက်ဆင်လိုက်တာရောမဖြစ်နိုင်ဘူးလားဖြန်ကြော်ကြီးဒီစားပွဲကိုလှဝါဖြင့်ရိုက်ချလိုက်ကဖြစ်နိုင်တယ်ဒီကောင်မအောက်ကြံတာပဲနေမှာဒီတိုင်းနေလို့တော့မဖြစ်ဘူးတခုခုလုံးမှာ ကြော်ကြီးတို့ညီအကိုနှစ်ယောက်မှာလောပဇောများငယ်ထိတ်တို့တက်လာက မိဘလည်းမိဘမှန်မသိတော့ပဲပြစ်မားစော်ကားနေသလိုယခုလည်းပြစ်မရှိတော့သူအားအကောက်ကြံရန်အတွက်ကြံစီနေကြပြန်နေကြော်လေးဒီအကိုဖြစ်သူအားကျုပ်တို့ဘာလို့ကြရင်ကောင်းမလဲအချိန်ကမရှိဘူးနော်ဒီနေ့ဆိုရင်လည်းနှစ်ရက်ရှိသွားပြီ နောက်ငါရက်ဆိုရင်ကျုပ်တို့အတွက်မျော်လင့်ချက်မရှိဘူးကြော်ကြီးကလည်းလက်သီးကိုဆုပ်ကား တနည်းနည်းနဲ့တော့ဒီကောင်မကိုရှင်းပြရမှာပဲကိုငါတို့ရတဲ့နဲ့အရာတမယသူတပားစီကိုဘယ်တော့မှပါမခံဘူးဒါဆိုရင်ဒီနေ့ညပဲအလုဆက်ကြတာပေါ့အေးအခြေအနေကြည့်ပြီးလှုပ်ရှားရမယ်နာရေးအိမ်ဆိုတော့အစိုးပိုင်းလောက်ပဲလူရှိတာပါတခုကောင်းတာကဟိုခွေးကောင်မှာမိတောင်းဖို့ကနာရေးအိမ်မှာဖဲဝိုင်းမလုပ်ပါနဲ့လို့တားမြစ်ထားတာငါတို့အတွက်အခွင့်ရေးပဲကြော်ကြီးဤစကားဆုံးတွင်ကြော်လေးသည်မိဝင်ဝင်ကောင်မတက် ညီရဲ့နေတော်မြဝင်းအဆောင်ကိုမေးစင်းကမေယိုကြီးများတင်းလာသည်အထီအန်ကျိတ်ပြီးကျုပ်ကတော့နောက်ဆုံးမှမဟုတ်ဘူးအကိုကြီးဘက်ကသာတွေးကြောင်ပြီးဘေးထွက်သွားတဲ့တစ္ဆာဖောက်ရင်တော့ဟေ့ကောင်တော်ဆန်းငါကမင်းထက်အကြီးပါကောဒီကိစ္စကတို့နှစ်ယောက်ညီမရမှာမင်းသာစိတ်ပြောင်းမသွားနဲ့ကဲမင်းပြန်တော့ညီရှစ်နာရီမှမင်းနဲ့ငါနဲ့အမေတို့အိမ်နောက်ဖက်ချန်ထဲကတရက်ပင်အောင်မှာစုံမယ်တို့ဘာလို့တင့်နေဆိုတာ အခြေနေကြည့်ပြီးဆုံးဖြတ်ကြတာပေါ့ဟုတ်ပြီလားကြော်လေးကခေါင်းညိတ်ရဲ့ကောင်းပြီလေဒါဆိုကြုတ်ပြန်တော့မယ်ညကြားမှစုံကြတာပေါ့ဟုဆိုကကြော်လေးပြန်သွားတာပေါ့ကြော်ကြီးနဲ့ကြော်လေးတို့ညီအကိုနှစ်ယောက်ဟာမကောင်းမှုပြုလုပ်ရန်အတွက်ကြံစီနေကြတာပေါ့လောဘဆိုသောအရာဒီကလူတယောက်ရဲ့ဘဝနဲ့ပိုင်ဆိုင်မှုအားလုံးဖြစ်စည်းနိုင်ုံမြမှာကတန်တရာအဆက်ဆက်ဘဝအဆက်ဆက်မှာပါပြစ်ကြခံရမည်ကိုကြော်ကြီးနဲ့ကြော်လေးတို့ ညီအကိုနှစ်ယောက်မသိမြင်ကြတော့ပါတောရွာတလေးတို့ထုံးစံအတိုင်းနေဝင်ပြီဆိုတာနဲ့အမောင်ထုကစိုးမိုးနေတော့ရေနံစီမီခွက်နဲ့အောက်လင်းတက်မီများသာအားကိုးနေရသောထိုခေတ်ကာလပေမို့အိမ်တိုင်းလိုလိုအလင်းရောင်ကခက်မိန်မိန်ရှိနေတာပေါ့နာရေးအိမ်မှာသာလေပေါင်ထိုးကာမီစာဖြင့်ထုံးညရသောအောက်လင်းတက်မီတလုံးကိုထုံးထားလေအိမ်ရှိတွင်မီးရောင်ကလင်းထိန်နေရဲ့ညစ်နက်လာလေပုစင်းရင်ကွဲအော်တန်နဲ့ပွေးအော်တန်တို့ကဆူညံနေတာပေါ့ ဒေါ်ဆမ်မိခြံဝင်းနောက်ပတ်တရက်ပင်အောက်မှာတော့ကြော်ကြီးနဲ့ကြော်လေးတို့ရောက်နေကြတယ်။နှစ်ယောက်စလုံးအင်ဂျီနဲ့ပူဆိုးတို့မှာအနက်တွေကြီးဝှက်ထားကြတယ်။ကြော်ကြီးသည်အတန်ခတ်အော်အော်ဖြင့်ရှစ်နာရီကျော်နေပြီးလူတွေမရှိတော့ဘူး။ခဏတော့ဆောင်းရဦးမှာပဲဟူပြောသဖြင့်ကြော်လေးကလည်းအတန်ကိုတိုးရင်ဒီနေ့နဆောင်အိမ်မဲ့သူတွေကိုကျို့ရက်တိုက်ထားတယ်။အိတ်သွားရင်တော့ဒီကောင်တွေစင်အော်တောင်တို့မှာမဟုတ်ဘူး။ ဲ့ဒီတော့မှပဲဟိုကောင်းမကိုအပြင်ကိုထုတ်ကြတာပေါ့အေးကောင်းတယ်မင်းအစီအစဉ်မဆိုးဘူးကြော်ကြီးကသဘောကျစွာထောက်ခံလိုက်တယ်ထိုစဉ်တရက်ပင်ပေါ်မှာဖြောဖြောဟင်ပါလေတကိုင်းတွေကိုကင်လုံနေတဲ့ကိုကြားလိုက်ရတယ်ကြော်ကြီးရောကြော်လေးပါလန့်သွားကတစ်ပင်ပေါ်အားမောလေးကြည့်လိုက်တော့မင်းမောင်နေပြီးဘာမှမမြင်ရကြော်လေးကအသင့်ပါလာတော့သားကိုချစ်ချစ်ပါအောင်ဆုပ်ကင်ပြီးအနှဲငယ်ထိတ်လန့်နေတယ် ဘာတွေလဲမသိဘူးရှင်တွေထင်တယ်။အတန်တွေကတိတ်ဆိတ်သွားပြန်တာပေါ့။ကြော်ကြီးသည်အိမ်ရှိသို့အကဲခတ်လိုက်တယ်။လူတန်တွေကစူညံနေတော့ဟင်းလူတွေကလည်းပြန်ကြသေးပါလား။ကြော်လေးသည်လေတန်တိုးတိုးဖြင့်မပြန်သေးတော့လဲဆောင်းရအောင်မှာပေါ့။ထို့သောဆိုပြီးတရက်ပင်ကိုကြောမိပြီဦး။ထိုင်နေကြတယ်။အချိန်သည်ည10နှစ်နာရီ။တန်ချောင်းပင်ခောက်နေပြီဖြစ်တော့ကြောင်။အိမ်ထဲမှာတော့လူတန်တွေကလည်းမောပြောဆို။ နေကြသည်မှာအတိုင်းသားကြားနေရတယ်။လေကဝိတ်ခနဲတိုက်လိုက်သည်နှင့်ဘာကြောင့်မမ်းမတိကြောတဲ့တွင်စိတ်သွားတယ်။ကြော်ကြီးကအင်ဂျီကျဲသည်တွေကိုတေချာတက်လိုက်တယ်။ထိုစဉ်ပခုံးပေါ်လက်တစ်ဖက်ကလာပြီးတင်သောကြောင့်ကြော်ကြီး၏စိတ်ထဲတွင်ဒီကောင်တော်တော်ကြောက်နေတာပဲ။လက်ကြီးကအေးဆက်နေတာပဲ။ခင်များဘာတွေပြောနေတာလဲ။ကျုပ်ဘယ်တော့ကခင်များကိုဂိုင်လို့လဲ။ကြော်ကြီးကကြော်လေးရဲ့စကားကြောင့်ခေါင်းနာပန်းကြီးသွားတာပေါ့။ ဒါရာဆိုစောစောကလည်းအေးဆက်ဆက်ကြီးကဟုတ်တွေးလိုက်ပြီးတခုခုတော့ထူးနေပြီဆိုတာကိုသိလိုက်တယ်။ရင်ထဲမှာလည်းထိတ်လန့်တုံလုံးနေတာပေါ့။ကြော်လေးဒီထိုင်ရမှသည်။ခင်များခဏနေခဲ့ဦး။ကျုပ်အိမ်ထဲကိုချောင်းကြည့်ပြီးအကဲခတ်လိုက်ဦးမယ်စကားဆုံးတွင်ကြော်လေးထပ်ပြီးသွားတော့ခြေတံကိုကြားလိုက်ရတယ်။အခုမှပိုဆိုးနေတော့တယ်။ကြော်ကြီးမှာတရက်ပင်အောက်တွင်တယောက်တည်းရှိနေမှာ။ စိတ်ကပိုလေးချောက်ချလာတာပေါ့တို့ရှိစဉ်အပုံနဲ့ကမခံမရက်နိုင်လောက်အောင်နယ်လာတာပေါ့ကြော်ကြီးမှာစိတ်ထဲတွင်ကြောက်လန့်စိတ်နဲ့အတူသင်္ကာမကင်းဖြစ်လာတော့ပါပေါ့ဝူးဝူးဟင်းဆွဲဆွဲငင်ငင်ဦးလိုက်တော့ခွေးဦးတန်းကရုတ်တရက်ထွက်ပေါ်လာတော့သေးပေါချင်းတလိုလိုချေးပါချင်းတလိုလိုဖြစ်လာတယ်ခဏကြာတော့ကြော်လေးပြန်ရောက်တယ်ကြော်ကြီးကအတန်ကိုထိန်းနေဘဲ့နယ်လဲလူတွေပြန်သွားကြပြီလား မပြန်သေးဘူးမိတောင်းတဲ့တချို့ကတော့အိတ်နေတာတွေ့တယ်လူလေးငါးယောက်လောက်ကမိထုံပြီးစကားပြောနေကြတာဘသူတွေမှန်းတော့မသိဘူးဘယ်နှစ်နာရီထိုးပြီလဲကြော်ကြီးကမိုးလင်းတော့မယ်လေးနာရီတန်ချောင်းခောက်တန်ကြားတယ်ကျုပ်တို့ပြန်ကြရင်ကောင်းမယ်ဒီနေ့တော့အချိန်မရှိတော့ဘူးအေးလေပြန်ကြတာပေါ့ထိုးတို့ဖြင့်ထိုးနေ냐ကကြော်လေးတို့ညီကိုနှစ်ယောက်မှသူတို့၏အကြံစီ မအောင်မြင်ဘဲနောက်ပြန်ဆုတ်ခဲရတာပေါ့တကယ်တော့မိုက်မဲတော့ကြော်ကြီးတို့ညီကိုနှစ်ယောက်ကိုတဆုံတရက်ကတားမြစ်နေတာကိုသူတို့တွေမသိကြပါ လောဘစိတ်ကဖုံးလွှမ်းနေတာကြောင့်ပဲမဟုတ်လားဒုတိယမြောက်ညာဒီနေ့ညကြော်လေးကသူ့ကိုကြော်ကြီးဟာနောက်မှလိုက်ခဲ့ရံမှာပြီးနာရေးအိမ်တို့စောစည်းစွာထွက်ခဲ့တယ်နာရေးအိမ်ရောက်တော့မျက်နာအတက်နိုင်ဆုံးပြုံးကမိတောင်ငှက်ညီမလဲပင်ပန်းနေပြီးနင်း နားပါအိုးဧည့်သည်တွေကိုငါဧခံလိုက်ပါမယ်ဟုဆိုကကြော်လေးကရေနွေးအိုးများကို လိုက်လံကဖြည့်ပေးနေတယ်ထို့ပြင်ဆယ်ပြားဆိုတော့အရက်သမားကောင်လေးအားဆယ်ပြားမင်းတို့ကဒီမှာမျက်စောင်းအိတ်ကြမှာမဟုတ်လားကိုဆယ်ပြားကခေါင်းညိတ်တယ်ဟုတ်ကဲ့ အကိုလေးအေးအေးဒါဆိုရော့ဒီမှာပိုက်ဆံမင်းတို့အတွက်အရက်လုံလောက်အောင်ဝယ်ခဲ့ယော့ယော့ဟုတ်ကဲ့ကျေးဇူးပဲကိုလေး အရက်ဖိုးရသည်နှင့်ဆယ်ပြားတော့ကောင်လေးတတိုက်ကတောက်ကြစားကြဖြင့်နာရေးအိမ်တွင်စီကားနေတာပေါ့ရွာထဲမှလူကြီးတွေကရေနွေးဝိုင်းသည်တန်ဖြင့်စကားတပြောပြောနှင့်ရှိနေကြတယ်ကြော်လေးလည်းအခြေအနေကိုကြည့်ပြီးကြော်ကြီးအားမျောနေတာပေါ့သို့တော်ကြော်ကြီးကပေါ်မလာသေးတဖြည်းဖြည်းနဲ့နာရေးတို့လာကြတော့လူများမှတယောက်ပြီးတယောက်ပြန်သွားကြတယ်အရက်ဝိုင်းဖွဲ့ပြီးတောက်စားနေကြတော့ ဆယ်ပြားတော်ကာလာသားအုပ်စုလည်းပဲအတုံးယုံပင်မူပြီးအိတ်နေကြတာပေါ့အိတ်ခန်းထဲတွင်မိတောင်းနေအဖော်မင်းကလေးတို့မှနှစ်ချိုက်စွာအိမ်မောကြနေကြတယ်အိမ်တောင်းအိမ်ဆယ်နှစ်နာရီတောင်ထိုးပြီးအကိုကြီးကလည်းမလာသေးဘူးအလကားသွေးကြောင့်ပြီးတတိနေတယ်လို့သူမလာတော့လဲငါပဲလက်ဆက်သက်ပြီးအပြည့်ရှင်းရမှာပေါ့ဟိုးစိတ်ထဲမှတွေးနေစဉ်အူလူအမလေးကဲကြပါဦးဗျာအာကြောက်ပါပြီဗျာ ထိတ်လန့်ကြောက်ရွံ့စွာအော်ဟစ်နေတန်ကြောင့်မိတောင်းနဲ့အတူရွာရဲရှိလူတွေနိုးလာကြတာပေါ့အတန်ကြားရာတို့တမိများဖြင့်ဝိုင်းဝန်းလိုက်ကြရာဒေါ်ဆန်မီရဲ့ခြံဝင်းတွင် အနောက်ဘက်ရှိတရက်ပင်ကြီးအောက်တို့ရောက်လာကြတော့တရက်ပင်အောက်တို့ရောက်တည်နေမြေပေါ်တွင်လဲကြနေသောကြော်ကြီးနှင့်ကြော်လေးတို့ညီအကိုနှစ်ယောက်အားတွေ့လိုက်ရတာပေါ့ခဏကြာတော့ဥက္ကဋ္ဌရောက်လာပြီးလဲကြတတိလက်နေသောကြော်ကြီးတို့အား ထမ်းပြီးအိမ်တို့ပို့ရန်ခိုင်းစေကလူစုလူဝေးနှင့်အတူအိမ်တို့ပြန်သွားတော့တယ်တတိလက်နေသောကြော်ကြီးတို့ရဲ့သားမယားတွေမှာဥက္ကဋ္ဌအိမ်တို့ရောက်တည်နေအကျိုးအကြောင်းမေးကြငိုကြညင်းခုန်ကြဖြင့်ဆူညံနေတာပေါ့မိုးလင်းရန်အချိန်ကလည်းအနှဲငယ်လိုသေးတယ်ဥက္ကဋ္ဌလည်းတတိလက်နေသောကြော်ကြီးနှင့်ကြော်လေးတို့အားထိတ်တုံးခတ်ထားလိုက်ပြီးကဲရွာထဲကလူတွေရောမိသားစုတွေရောအခုတော့ပြန်ကြအောင်မနဲ့မိုးလင်းမှပဲဒီကိစ္စကိုရှင်းမယ် အမလေးတော်တတိလနေရဲ့သူကိုတောင်ထိတ်တုံးခတ်တဲ့ဩကထဒီတခါပဲတွေ့ဘူးပါတယ်အရက်ကတော့ရေဟီဟီကျော်ကြီးမိမကပြောပြောဆိုဆိုငိုရင်းပြန်သွားတာပေါ့ဩကထသည်အခြေအနေကိုအနှဲငယ်များရိပ်မိထားပြီးဖြစ်တာကြောင့်ထိုပြစ်ဒနာကိုဖြေရှင်းမိနီလန်းကိုစဉ်းစားနေတာပေါ့ငမိုက်သားနှစ်ယောက်ကတော့အိတ်နေတာလားတတိလနေတာလားမသိပါငိန်သက်ကရှိနေတာပေါ့ဆီယာရော်ရဲ့အကြောင်းတွင်ဖြစ်တယ် ဥက္ကဋ္ဌအပါဝင်ရွာထဲမှလူကြီးများရွာသူရွာသားများနှင့်ကျော်လေးတို့ညီအကိုနှစ်ယောက်ရဲ့မိသားစုများစုံလင်စွာရှိနေကြတယ်။ကျော်လေးနှင့်ကျော်ကြီးတို့ရဲ့မျက်နာတွေမှာတော့ညိုမဲဖူးယောင်ကတရှုပ်ရှုပ်ဖြင့်ငိုနေကြရာအလွန်ကြည့်ရဆိုးပါပေါ့ဆရာတော်ကလူမိုက်တွေလူမိုက်တွေကိုဒုက္ခကိုရှာပြီးတော်များအခုတော်လန်းကိုရှောက်ရတယ်လို့ကွယ်ဆရာတော်ရဲ့စကားကို အားလုံးငြိမ်သက်စွာနားထောင်နေကြတာပေါ့ထို့နောက်ဆရာတော်ကပင်ဆက်လျက်တကာကြီးဦးဝင်းထိန်ပြောပြလို့အဖြစ်အပျက်ကို အကျန်းအားဖြင့်တော့သိပြီးပါပြီတို့ပေမဲ့ကျန်တဲ့ဒါရကဒါယိကာမတွေတည်အောင်တတိပြုစင်ကျင်ဖွယ်အဖြစ်မှတ်သားရလေဖို့တကာတို့ကပဲကိုယ်တိုင်ကြုံခဲ့ရတာတွေကို ပြောပြကြပါဦးဟုဆိုလျာကြော်ကြီးသည်လက်အုပ်ချီကမှန်ပါဖျားမင်းညကစားပြီးတပည့်တော်တို့ညီအကိုဟာ အမေရဲ့ဒေတန်းစာမှာအမွေခွဲဝေတဲ့ကိစ္စကိုမကျေနပ်လို့အများဆုံးပိုင်ဆိုင်နဲ့မိတောင်းကိုတတ်ဖို့တိုင်ပင်ပြီးကြံစည်ခဲ့ပါတယ်။ဟဲအံရောလောဘတွေကလည်းကြောက်စရာကောင်းလိုက်တာ။အေးလေဟုတ်ပါရဲ့။တယောက်တပေါက်အတန်တွေထွက်လာတော့ဆရာတော်ကကြံပြင်အားကျိန်တို့ဖြင့်ရိုက်လိုက်တာပေါ့တိတ်တိတ်နေကြ။ဆရာတော်အားကြောက်ရသည်မို့အားလုံးငြိမ်သွားကြတယ်။ကြော်ကြီးကပင်ဆက်ပြီးပြောတယ်။ပထမညမှာလဲထူးထူးခြားခြား 6လန့်တာခံခဲ့ရပြီးအကြံစီမအောင်မြင်တာကိုဘာကြောင့်လဲဆိုတာမတွေးမိခဲ့ပါဘူးဟုဆိုက ပထမညကအဖြစ်အပျက်ကို ပြောပြတယ်နားထောင်နေသူပေါင်းမှာအဲဩစွာရှိနေကြတယ်ဒါပေမဲ့အမေကိုမကျေနပ်တဲ့စိတ်မိတောင်းကိုမနာလိုတဲ့စိတ်ကြောင့်ဒုတိယညမှာထက်ပြီးစူးစမ်းခဲ့ကြပါတယ်ဆရာတော်ဒီစိတ်မကောင်းစွာဖြင့်တောင်းကိုမနာလိုတာကထားပါတော့မင်းတို့တတွေမိဘကိုပြစ်မှားစော်ကားတာ ကတော့တိတ်ကိုမာတာပေါ့။ငွေမိခင်ဆိုတာစိတ်နဲ့တောင်မပြစ်မာရဘူး။လောကသုံးပါအတုမရှိတဲ့ဖျားရှင်။ကိုတော်မြတ်ကြီးတောင်မိဘကိုမပြစ်မာဘူးဟဲ့။အသက်နဲ့ရင်ပြီးမွေးခဲ့တဲ့မိခင်ကိုနင်တို့မို့လို့ဒီလိုပြစ်မာဝင်နေ။ကဲဆက်ပြောစမ်းပါဦး။ကြော်ကြီးကဒုတိယညမှာတော့ကြော်လေးက"သူအရင်သွားနေပြီအိမ်နောက်ဘက်တရက်ပင်အောက်ကိုပဲလာဖို့ချိန်သွားပါတယ်။ဒါနဲ့တပိတ်တော်လဲညမောင်တာနဲ့ ။တားရှိကိုယူပြီးဘသူမှမရိပ်မိအောင်ခြံနောက်ဖက်တရက်ပင်အောက်ကစောင့်နေတုံးရုပ်တရက်ဆိုသလိုလူမဲကြီးရောက်လာပြီးတပိတ်တော်ကိုတိုက်ခိုက်တော့ပါပဲ။အကောင်ကြီးကကြီးမာပြီးအမွေးအမင်တွေကအရှိကြီးတွေနဲ့ကြောက်စရာကြီးနောက်တော့သူ့လက်ချက်နဲ့တပိတ်တော်လည်းတတိလစ်သွားတော့လာပါပဲကြော်ကြီးသည်စကားဆုံးသည်နှင့်တရှုပ်ရှုပ်နှင့်သာငိုကြွေးနေတာပေါ့ဆရာတော်ကကြော်လေးဘက်သို့လှဲ့ကာကဲတကားကြိုက်တော့ဘလို့ဖြစ်တယ်ဆိုတာ ပြောပြပါဦးကြော်လေးဒီလက်အုပ်ချပြီးညာတုံးကတပိတ်တော်လဲအကိုကြီးကိုနောက်ကလိုက်ခဲ့ဖို့မာခဲ့ပြီးဓားမြောင်ကိုခါထိုးပြီးအမေတို့နာရေးအိမ်ကိုရောက်ခဲ့ပါတယ်ဖျားဟူအစချီကဖြစ်ပြသည်။ကိုပြောပြတော့တယ်နားထောင်နေသူများမှာအန်အိုထိတ်လန့်ခြင်းများစွာဖြင့်ရှိနေကြတာပေါ့ကြော်လေးရဲ့စကားဆုံးသွားတော့ဆရာတော်ကအင်းကောင်းမှုမကောင်းမှုကိုတောင်မတိရလောက်အောင်လောပစိမ့်နဲ့ ဝန်တို့စိတ်ကြောင့်အမားပြုတ်ခဲ့ကြတာပဲမိဘကိုပြစ်မာတာမဆိုထားနဲ့သူတပားကိုမနာလိုဝန်တို့ စိတ်ထားမိတဲ့လူတယောက်ဖျားရှင်လက်ထက်မှာပြိတာဖြစ်ခဲ့ဖြစ်ရက်ကိုပြောပြမယ်နားထောင်ကြဟူဆရာတော်ကဆိုကစက်ပြီးမိန်လေတယ်ဖျားရှင်လက်တော်ကရာဇကြိုပြည်အနီးကရွာတရွာမှာကြံဆိုင်ခင်းကြီးတစ်ခုကိုပိုင်ဆိုင်နေလူတယောက်ရှိတယ်ဒီနေ့တော့ကလေးငယ်တယောက်ကကြံစုပ်ချင်လို့ ်ဖခင်ဖြစ်သူကိုပူဇော်တဲ့အခါကလေးရဲ့ဖခင်ကလည်းကြံကင်းပိုင်ရှင်ထံမှာကြံတစ်စစ်လောက်များသူ့သားလေးအတွက်ပေးပါလို့တောင်းရှာတဲ့ဒီခါမှာကြံပိုင်ရှင်က မပေးရင်ပြန်မှာမဟုတ်တဲ့အတွက် မပေးခြင်းပဲကြံတစ်စစ်ကို အပေါ်နေရာကဖြတ်ပြီး နောက်ပြန်ပြစ်ပေးလိုက်တယ်စေတနာရှိလို့ပေးတာမဟုတ်ပဲသူတပားစားမှာကိုဝင်လို့စိတ်နဲ့ပြူမိတဲ့ကံကြောင့်အဲ့ဒီဘဝကတေလုံးတဲ့အခါ ကြံခင်းဆောင်ပြေတာကြီးဖြစ်ရတယ်။ဒါတောင်ကိုပစ္စည်းနဲ့ကို စိတ်ထားမတက်တဲ့အတွက်ဝန်တို့စိတ်ကြောင့်ပြေတာဖြစ်ရင်သူတပားပစ္စည်းအပေါ်မှာလိုချင်တက်မဆိုင်နဲ့မနာလိုဝန်တို့စိတ်ထားရင်ကဲဘာဖြစ်မလဲနားလေကြပြီလား။နားလေပါပြီဖေဟာ။တပဲ့တော်တို့မာမန်းတိပါပြီဖေဟာ။ဆရာတော်ဒီခေါင်းညိရဲ့အိမ်ကောင်းလေစော။ဒါတို့ဒါတို့ဒါတို့ထိုင်ရမထကအခန်းထဲသို့ ဝင်သွားလေတော့လေထို့သောဖြင့်ရလခုနှစ်ရက်ပြည့်သောနေ့တွင်ဩကထဦးဝင်းထင်ကဒေါ်ဆံမီရဲ့တည်တန်းစာအများရှိတွင် အတိအလင်းဖက်ကြပြီးကြော်ကြီးတို့ပိုင်ဆိုင်ရမည့်အရာများခွဲဝေပေးတာပေါ့အမွေအများဆုံးရသောမိတောင်းကလယ်သုံးရေကနှင့်နွားတရှင်းချံနှင့်အင်ကိုတာထားပြီးကြံသောလေရာတို့ကို ရောင်းကြကမွေးစားမိပများကိုစားစွန်းချောင်းဆောင်ဆောက်လို့ရရင်ထဲ့ဝင်လူရန်ကြတယ် တစ်ချိန်လုံးတင့်မြတ်ခြင်းမရှိတော့ကြော်ကြီးနှင့်ကြော်လေးတို့ညီအကိုနှစ်ယောက်မှာတည်တည်အထိရံမဖြစ်တော့ပဲနေထိုင်သွားကြတာပေါ့နောက်နှစ်အနှဲငယ်ကြတော့ခါမိတောင်းကရှိသည်မပစ္စည်းများကိုရောင်းချကစစ်ကိုင်းတောင်တွင်ဒီလရှင်ဝတ်သွားတော့ပါပေါ့ပြောရပြီလို့လေးကိုအဆုံးထိကြည့်ပြရတာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဘလို့ကြောင်းရာတွေကိုစိတ်ဝင်စားရဲဆိုတာကိုမမရှိပါခဲ့လို့ပြပါတယ် အခုလိုစိတ်ဝင်စားတဲ့ video တွေကိုအဆက်မပြတ်တင်ပါ့မှာပေါ့ channel လေးကို subscribe လုပ်ရတဲ့ရင်လည်းလုပ်ခဲ့ပြီးပို့တောင်းဆိုပါတယ်နောက်တဲ့ video မှာကြည့်ကြမယ်